သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်နမဒီကနေ့ဧပြီလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကံမမြို့နယ်ရေနသာရေစကန်ကိုတိုက်ခိုက်သိမ်းပိုက်ဆင်းမှာရေစကန်မှုနဲ့အဖွဲ့လက်နက်ချဟုဆိုကထွက်ပြေးသွားရေတအုပ်ကိုလက်နက်ခဲယမ်းများကားများစိုက်ကယ်များနဲ့အတူဖမ်းဆီးရရှိပြီးရေစကန်ကိုမိရှုရှင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းကံမမြို့နယ်ရင်းနှသာရဲစခန်းကိုတော်လိုင်းရဲတပ်များကတိုက်ခိုက်သိမ်းပိုက်ဆင်းမှာရဲစခန်းမှုနဲ့အဖွဲ့ကလက်နက်ချမယ်လို့ဆိုပြီးထွက်ပြေးသွားကြောင်းတရက်ခရိုင်အမှတ်၄တပ်ရင်းသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောကြားပါတယ်။ယမန်နေ့ဧပြီလ25ရက်နေ့နနက်9:00နာရီကကံမမြို့နယ်တရက်ကံမပြည်ကားလမ်းမှာဘေး ကပ္ပစာ၁၂နဲ့၁၃မိုင်အကွာရင်းနတာကြီးရွာမှာရှိတဲ့စကန်းမိုးမြတ်သွင်အောင်ဦးဆောင်တဲ့ရင်းနတာရေကင်စကန်းကိုပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအနေငယ်သာပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ချအညံ့ခံမဲလို့ပြောဆိုတဲ့အတွက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များကအပြစ်ရက်ပေးခဲ့ကြောင်း အဲ့ဒီလိုအပြစ်ရပ်ပေးချိန်မှာစကမ်းမှုအပါအဝင်ရဲများကလက်နက်ကိုစီနဲ့ထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှရဲစခန်းအတွင်းကိုဝင်ရောက်ရှင်းလင်းခဲ့ရမှာရဲတပ်ချက်အဆင့်၃ပန်းတဦးဖမ်းဆီးရရှိပြီး G3 အမျိုးအစားတနက်တလက် G3 G ပေါက်၃ခု G မျိုးစုံ၁၀၀၀ကျော်ကာနစီစိုက်ကဲ၄၀နဲ့အတူစစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်ဆက်ရရှိကရဲစခန်းကိုမိရှုရှင်းလင်းလိုက်ကြောင်းသိရှိရပါတယ်။သူတို့ကစကမ်းရဲ့နောက်ဘက်မှာတမန်နှစ်ထပ်ဘန်ကာနှစ်ခုပေါ့ ဘန်ကာဆိုတာကလည်းအုတ်နဲ့စောက်ထားတဲ့ဘန်ကာနဲ့အခိုင်အမာနေကြတာပေါ့ကျွန်တော်တို့ဘက်ကစတင်တိုက်ခိုက်တဲ့အခါမှာအ ਨੇ အပါပဲခုခံပစ်ခတ်တာရှိပြီးလက်နဲ့ချမယ်ပြောတာပေါ့ပြောတော့အပြစ်ရက်ပေးတဲ့အချိန်မှာသူတို့တွေကအဲ့ဒီရင်နတာစခန်းရဲ့အနောက်ဘက်မှာရှိတဲ့ရင်နတာချောင်းထဲကကိုင်းတော်တွေနဲ့ထွက်ပြေးကြတာစခန်းထဲဝင်ရှင်းတော့ရဲတုံမှန်တူဖမ်းမိတာသူနဲ့အတူလက်နဲ့တက်လက်ကြည်ပေါက်တွေတင်ဆက်ရရှိခဲ့တာနောက်ပြီးတော့လက်နဲ့တိုက်ထဲကကြတော့ကြည်စံတွေလက်ပစ်ဘုံးသီးတွေတင်ဆက်ရရှိခဲ့တယ် တို့စီမလက်နက်ခဲရင်အပေါမရှိဘူးတို့ကိုစီကင်ထားတဲ့လက်နက်တွေနဲ့ပဲထွက်ပြေးသွားကြတာရေစကန်ကိုမီးရှို့ပေးခဲ့လိုက်တာအကုန်လုံးပြာကျသွားတယ်လို့တရက်ခရိုင်အမတ်လေးတက်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမတ်လေးတက်ရင်မှတခွဲတင့်နဲ့တခွဲနှစ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ဖြစ်စဉ်ဖြစ်ပြီးတော့ဒေသခံတယောက်ကိုမေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်လို့တော့တရင်ကြားရတယ်တခြားထထုတွေတော့မရှိဘူး မင်းတို့ငားမိုင်ဂိတ်ဘက်ကနေလဲလက်နက်ကြီးနှစ်ချက်သုံးချက်ထုတာရှိတယ်လို့တရက်ခရိုင်အမှတ်၄တက်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘီလက်မီတအိတ်ကိုဈေးကွက်ပေါက်ဈေးငွေကျပ်၄000ကျော်သွားတဲ့အချိန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကတအိတ်ကို18000နဲ့ရောင်းချရန်ဈေးနှုန်းတက်မှတ်အမိန့်ပေးဘီလက်မီများအမျက်တင်ရောင်းချမှုနဲ့ဆိုင်62ဆိုင်နဲ့ပိုင်ရှင်၈ဦးကိုစစ်ကောင်စီကဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်အဆောက်အုံပြိုကျပျက်စီးမှုများပြားချိန်မှာဘီလက်မီတအိတ်ကိုဈေးကွက်ပေါက်ဈေး၄000ကျော်သွားပေမဲ့စစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းကဘီလက်မီတအိတ်ကိုငွေကျပ်18000နှုန်းနဲ့ရောင်းချရမယ်လို့ဈေးနှုန်းတက်မှတ်လိုက်ပါတယ်။ ယမန်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့မျိုးသားတဘာဝစီမံခန့်ခွဲရေးအစည်းအဝေးမှာအကြံဖတ်ဒူးစစ်ခေါင်းဆောင်စိုးဝင်းကအထက်ပါအတိုင်းဈေးနှုန်းတက်မှတ်လိုက်ခြင်းဖြစ်ပါတယ်။စိုးဝင်းကဘီးလက်မြေတအိတ်ကိုငွေကျပ်18,000နဲ့ရောင်းချပေးဖို့တက်ဆိုင်ရာဘီးလက်မြေဆက်ယုံများကိုဈေးနှုန်းများတက်မှတ်လိုက်ပြီးဖြစ်ကြောင်းပြည်တွင်းမှာရှိတဲ့ဘီးလက်မြေဆက်ယုံများမှဘီးလက်မြေတန်ချိန်များတိုးမြင့်ထုတ်လုပ်နိုင်ရေးလှုံ့ဆော်လျက်ရှိကြောင်းပြောဆိုပါတယ်။ လက်တလုံးမှာအေးသွေးမြင့်ပြီးလက်မြည်ဈေးနှုန်းမှာရန်ကုန်ဈေးကွက်မှာတအိတ်ကိုငွေကျပ်4000ကျော်ဈေးနှုန်းရှိပြီးဝယ်ယူသူအလွန်များပြနေတဲ့အတွက်ဈေးကွက်မှာပစ္စည်းပြက်လက်နေတဲ့အထိဖြစ်နေကြောင်းသိရှိရပါတယ်။ပြီးလက်မြည်ကလိုတလောက်မရဘူး။ပြီးလက်မြည်တောင်ဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီးဝယ်မှလိုတလောက်ရတယ်။ကျွန်တော်တို့ဆိုင်မှာလည်းပစ္စည်းမရှိတော့ဘူး။မန္တလေးဘက်မှာတော့ဈေးကရန်ကုန်ထက်ပိုတယ်လို့ရန်ကုန်မြို့စော်ဘွားကြီးကအဝေးပြေးဝင်းမှာရှိတဲ့အိမ်ဆောက်ပစ္စည်းအယောက်ဆိုင်ပိုင်ရှင်တအုပ်ကပြောဆိုပါတယ်။ စစ်ကောင်စီကတော့ပြီးလက်မြေများကိုတတ်မှတ်ဈေးနှုန်းထက်ကျော်လွန်ရောင်းချတဲ့အယောင်းဆိုင်62ဆိုင်နဲ့စိုက်ပိုင်ရှင်၈ဦးကိုအမှုဖွင့်ထားကြောင်းသတင်းထုတ်ပြန်ပါတယ်။ယမန်နေ့နေပြည်တော်ရန်ကုန်မန္တလေးပဲခူးစကိုင်းနဲ့ရှမ်းပြည်မှာရှိတဲ့မြို့ကြီးတချို့မှာဆောက်လုပ်ရေးပစ္စည်းဆိုင်320ခုကိုစစ်ဆေးခဲ့ကြောင်းပိလက်မြေကိုဝယ်ရင်းစည်းတဲ့အမြက်ရာဂိုင်းနှုန်း၁၀ရာဂိုင်းနှုန်းမှ15ရာဂိုင်းနှုန်းအထိအမြက်ယူရောင်းချတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်30ဆိုင်ဝယ်ရင်းစည်းတဲ့အမြက်ရာဂိုင်းနှုန်း15ရာဂိုင်းနှုန်းထက်အမြက်ယူရောင်းချတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်32ဆိုင် ပြီးလက်မြေအိမ်များကိုမတတ်မာတဲ့နီးလက်နဲ့ပြုတ်လောက်ရောင်းချနေတဲ့တောင်ကြီးမြို့ပြေဆောင်အောင်အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်စိုးတင့်အောင်အပါအဝင်ရှစ်ဦးကိုအမှုဖွင့်ဖမ်းဆီးထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ပြီးလက်မြေဆက်ယုံများနဲ့ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးလက်ရှိမှာနိုင်ငံတော်ပြီးလက်မြေဆက်ယုံ6ခုရှိတဲ့အနက်ပြီးလက်မြေဆက်ယုံ6ခုသာလည်ပတ်နိုင်ကြောင်းတရက်ကိုပြီးလက်မြေ8 3,4200သာထုတ်လုပ်နိုင်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြစ်ကြီးနားမှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကနန်စီဒီအမ်ဝန်ထမ်းများနေထိုင်ရာမလိခအင်ယာအတွင်ကြောက်ပောက်ကွဲခဲ့ပြီးတဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကနန်စီဒီအမ်ဝန်ထမ်းများနေထိုင်ရာမလိခအင်ယာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတေဆုံးသူတအုပ်ရှိကြောင်းဒေသပြည်သူတချို့နဲ့ KIA သတင်းအရင်းမြစ်ကပြောဆိုပါရတယ် ယမန်နေ့ဧပြီလ25ရက်နေ့ည7:00နာရီခွဲကျော်အချိန်မှာမြစ်ကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်ခဲ့ရမှာစစ်တပ်လက်အောက်ခံနန်စီတန်ဝန်ထမ်းများနေထိုင်တဲ့မလိခအိမ်ယာအတွင်းကိုလက်နက်ကြီးကြီးကျရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုကြောင့်လူတအူးသေဆုံးပြီးဝန်ထမ်းအိမ်ယာအဆောက်အအုံများလက်နက်ကြီးစထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်။ ညကမပခတဲ့ကနေတောက်လျှောက်လက်နဲ့ကြီးတွေပြစ်ခတ်တာရှိတယ်။ဝိုင်းမော်ဘက်ကိုပြစ်တာလို့ထင်ပါတယ်။မြေကြီးနားမျိုးပေါ်မှာတော့တိုက်ပွဲမရှိပေမဲ့စစ်ဖြစ်မဲ့ပုံစံလိုမျိုးပြည်သူတွေတော့စိုးရိမ်မှုတွေရှိတယ်။မင်းညကဆိုရင်မပခကလက်နဲ့ကြီးတွေတောက်လျှောက်ပြစ်ခတ်ခဲ့တာလို့မြေကြီးနားဒေသပြည်သူတို့ကပြောဆိုပါတယ်။ KIA သတင်းအရင်းမြစ်တစ်ခုကတော့ယမန်နေ့ညပိုင်းမြစ်ကြီးနားမြို့မလိခအင်ယာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တဲ့လက်နက်ကြီးကြီးမှာစစ်တပ်ကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါရတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ထိုင်းနိုင်ငံစမှုစခွန်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိကချနာပူရီမှာတရားမဝင်မြန်မာ19ဦးလိုက်ပါလာတဲ့ကားကိုရဲကလိုက်လံဖမ်းဆီးစဉ်မောင်းပြေးလို့မြစ်ထဲကျပြီးမြန်မာ19ဦးလုံးအဖမ်းခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံစမှုစခွန်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိမိတယ်လို့ထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ပါတယ်။ မနေ့ဧပြီလ25ရက်နေ့ညပိုင်းမှာအင်စီဗန်ကားတစ်စီးကိုတာစီစစ်ဆေးရမှာမြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိထားတာဖြစ်ပြီးသူတို့အားလုံးမှာတရားဝင်အထောက်အထားမရှိဘူးလို့သိရပါတယ်။ဖမ်းဆီးရမိသူမြန်မာနိုင်ငံသားတွေကတော့တန့်အောင်နေလင်းသူဝင်းအပါအဝင်6ဦးဖြစ်ပြီးသူတို့တဲကမြန်မာနိုင်ငံသား2ဦးကထိုင်းနိုင်ငံသားဘဏ်အကောင့်ကိုအသုံးပြုပြီးလူသေးယူမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံသားတန်အောင်နဲ့နေလင်းကလူတအူးကိုထိုင်းဘက်12500နဲ့စက်ယုံတွေစီကိုခေါ်ဆောင်အလုပ်သွင်းပေးပြီးလူမှုကွန်ရက်လိုင်းကနေတဆင့်ချိတ်ဆက်လူသေးယူနေတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ဒါအပြင်ထိုင်းနိုင်ငံကက်ချနာဘူရီခရိုင်မှာလည်းတရားမဝင်မြန်မာရွှေပြောင်းအလုပ်သမားတွေစီးနှင်လာတဲ့ကားတစ်စီးကိုထိုင်းရဲကလိုက်ဖမ်းစင်မှာမြစ်ထဲကျသွားတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။မြန်မာရွှေပြောင်းလို့သား16ရောက်လိုက်ပါလာတဲ့ပစ်ကတ်ကားကိုကက်ချနာဘူရီခရိုင်အဝေးပြေးလမ်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးစင်မှာဗန်လက်ရလမ်းစုံကနေ ွေးရိုင် မြေကူးတတနံပါတ်အထိအရှင်ပြင်းပြင်းမောင်းနေကြတာကြောင့်မြစ်ထဲထိုးကျသွားတာပါကားပေါ်ပါလာတဲ့မြန်မာရွှေပြောင်းလူသမား16ဦးကိုထိုင်းရဲတပ်ဖွဲ့တွေကရေထဲကကယ်တင်ပြီးတရားမဝင်နေဆက်ဖျက်ချော်မှုနဲ့ဖမ်းဆီးထားတယ်လို့ဆိုပါရယ်။အဲဒီကားကိုမောင်းနှင်လာတဲ့ရင်မောင်းကတော့ကားရေထဲကျချိန်လွတ်မြောက်သွားခဲ့တယ်လို့သိရှိရပါရယ်။ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတဲ့မြန်မာရွှေပြောင်းလူသမားတွေဟာရန်ကုန်ကဖြစ်တယ်လို့သိရပြီးနေဆက်ကနေထိုင်းနိုင်ငံကိုဝင်ရောက်လာကြတာဖြစ်ပြီးထိုင်းနိုင်ငံထဲကိုဝင်ရောက်ဖို့ပွဲစားကိုတအူထိုင်းဘက်8000ကျပ်ပေးခဲ့ရတယ်လို့ဆိုပါရယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆလင်းမြို့နယ်မှာတန်ကြက်ကရင်းနှီးစီးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကြောင်းမှုအပါအဝင်၉ဦးထပ်မံနဲ့သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမြို့နယ်မှာတန်ကြက်ကရင်နစီပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကြောင်းမှုအပါအဝင်၉ဦးထပ်မံနဲ့သေဆုံးခဲ့ကြောင်းဗမာတပ်တော်အမှတ်၃စစ်ဦးစီးကုတ်ကဲရုံကထုတ်ပြန်ပါတယ် ဧပြီလ24ရက်နေ့စလင်းမြို့နယ်အနောက်ဘက်ဝမ်းပြည့်ကြီးရွာမှအောက်လိုင်းကြီးရွာဘက်ကိုဝင်ရောက်လာတဲ့တန်ချက်ကရင်းနှစီအင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းရင်ပူပေါင်းတပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာနှစ်နာရီကျော်အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်မှစစ်ကြောင်းမှုအပါအဝင်6ဦးထပ်မင်းနဲ့တေဆုံးသွားပြီး10ဦးထပ်မင်းနဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ် ဒါပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကောင်စီရဲ့တန်ကြပ်ကရင်တစည်းမှာဝမ်းပြေကြေးရွာရေမြောင်းအတွင်းကိုထိုးကြခဲ့ပြီးဖော်ကားများနဲ့ပြန်လည်ဆွဲတင်နေစဉ်တော်လိုင်းတပ်ဖွဲ့ဝင်များကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းအဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာဧပြီလ25ရက်နေ့နနက်ပိုင်းကပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်အမှတ်8038တရင်မင်းဘူးခရိုင်အမှတ်1တရင် မင်းဘူးခရင်အမှတ်ငါတက်ရင်ပောက်တောင်ပိုင်းကျမကြီးနဲ့တူနာပြုတ်တက်ပွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆလင်းဒေါင်းစစ်အောင် LPDF ဒေါင်းညီအောင်မြို့ပြပြောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရင်လက်ရုံးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆလင်းမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားများစွာသုံးပြီးစစ်ကြောများခွဲကဝင်ရောက်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေရင်အန်ရည်နဲ့လက်နက်ကြီးအန်ရည်များမရရှိစေဖို့ဘုံခုကျင်းများတူးထားရန်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စင်ပါဝဲမှာရှိတဲ့စစ်တပ်ရဲ့ကပ္ပဆာ73ကိုတရားခွန်မှမှရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစင်ပါဝဲမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ကပ္ပဆာ73ကိုတရားခွန်မှမှရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်း Brave Warriors of Myanmar BWM တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဧပြီလ25ရက်နေ့ည7:00နာရီခန့်အချိန်မှာမကွေးတိုင်းစင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့အမှတ်73ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆတ်73ကိုတော်လိုင်းတပ်ဖွဲ့များကတရခွန်မမရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းရှော့တိုက်တုံး10လုံးစလုံးအရေးပါတဲ့ primer စက်ရုံအပါအဝင်အခြားစက်ရုံများကိုထိမှန်ပေါက်ကွဲခဲ့ပြီးထိခိုက်မှုအများအပြားရှိကြောင်းအဲဒီတိုက်ခိုက်မှုကို BWM နဲ့မဟာမိတ်တပ်ဖွဲ့များက BWM Mission 34အနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါကပ္ပစာ73ဟာပြည်သူများကိုတက်ဖြတ်ရမှာစစ်ရှုံးကောင်စီအ धिक အတုံးပြုတ်နေတဲ့အသေးစားကြည်စံမအစအကြီးစားလေရင်ဘုံဒီများအထိပြုတ်လို့ရမှာအ धिक အတုံးပြုတ်နေရတဲ့ဒီတိုနေတာနဲ့ primer အစပြိုးရံများကိုအ धिक ထုတ်လုပ်ပေးနေတဲ့အရေးပါဆုံးသောကာကွယ်ရေးပစ္စည်းဆက်ယုံဖြစ်ကြောင်းသိရှိရပါတယ် အကြံပတ်စစ်ကောင်စီရဲ့လက်နက်ခဲယံထုတ်လို့ရင်းမှာကြည်စံမစပြီးလက်ပစ်ဘုံးနဲ့မေဇင်များအထိကပ္ပဆာ73ရဲ့ primer ဆက်ယုံမှထုတ်လို့တဲ့ primer များကိုအသုံးပြုနေရတဲ့အတွက်အဲ့ဒီဆက်ယုံပျက်စီးပါက၎င်းကိုမိခိုပြီးထုတ်လို့နေတဲ့ကပ္ပဆာ3ကပ္ပဆာ5ကပ္ပဆာခွန်ကပ္ပဆာ7ကပ္ပဆာ15ကပ္ပဆာ7ခွန်နဲ့ကပ္ပဆာ21တို့ရဲ့ထုတ်လို့မှုများလည်းထိခိုက်မှာဖြစ်ကြောင်းသိရှိရပါတယ် စစ်ကောင်စီဘက်ကတိုက်ခိုက်ခံရတဲ့ပုံစံမပေါက်အောင်လက်နက်ကြီးတွေနဲ့ပြန်ထုနေပြီးရှော့တိုက်တုံပစ်ခံရလို့ကြားခဲ့ရတဲ့ပောက်ကွဲတံတွေကိုတိုက်ပွဲဖြစ်လို့အတံတွေထွက်နေတယ်လို့လုံနေတယ်လို့သိရပါတယ်။ကပ္ပဆာ73ကိုပြစ်နိုင်တာဟာကျွန်တော်တို့အတွက်အင်မတန်အားရတဲ့မစ်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့ຫນွေဦးတော်လိုင်းအင်အားစုအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ Brave Warriors of Myanmar BWM တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow အညာ Normal Detectorship NMD အဖွဲ့ Eagle Brigade အဖွဲ့တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ကနေမီခန်အပါမင်းလာ PDF နဲ့ People Independence Army PIO PIA တပ်ဖွဲ့တို့မှလည်းအားဖြည့်ကူညီပေးခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖြာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။